အားလုံးပဲမင်္ဂလာပါရှင်။24နှစ်အတွင်းထူရှားတဲ့ပြည်ရင်းမိပါစေဝင်စားဖွယ်တဲ့တဲ့တွေကိုတက်ဆက်ပေးပါတော့မယ်။ကျမတို့မြစ်တီကိုပါ။ရုံးပရိုက်ရှည်အတွင်းရန်ကုန်မော်လမြိုင်ရန်ကိုအထူးရထားပြည့်စွယ်မယ်တဲ့။ဆန်တဲ့နေစည်းလုံးမြတ်တမှုကြောင့် coffee အိတ်ခူးမှုများအရှိအဟုန်နဲ့မြင့်တက်နေရတဲ့။ ICC တရားခွင်ကိုပထမဆုံးတရားရင်ဆိုင်ရတဲ့နိုင်ငံကြီးကဒုတာတီဖြစ်လာတဲ့တဲ့။ ချန်ပီယံလိဖလားလိုချင်စေကြရီရဲ့ကိုအာဆင်နယ်ချက်ဖြတ်မယ်ဆိုတဲ့တင်ပါဝင်အစားရှိတဲ့ပြည်ရင်းပြည်ပါစေဝင်စားဖွဲ့တဲ့တင်တွေကိုတင်ဆက်ပေးသွားမှာပါပထမဆုံးအနေနဲ့ပြည်ရင်းသဘောကိုတင်ဆက်ပေးကြပါတယ်ရုံပရက်ရှိတွေမှာရန်ကုန်မော်လမြိုင်ရန်ကုန်အထူးထားပြီးဆွဲမယ်လို့သိရပါတယ်ဒီတင်တွေကိုလည်းမြတ်တူကွာပေးပို့လာပါ တပောင်းလာရုံပရဲ့ရှိကာလာအတွင်းမှာဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ခီးသွားပြည်သူတွေခီးသွားလာမှုစင်ပြေဖို့အတွက်ရန်ကုန်မော်လယ်များရန်ကုန်ထူးထောင်ခီးစဉ်ကိုရိုးရိုးအေအေအားတွေနဲ့ပြည့်စုံသွားမှာဖြစ်တယ်လို့မော်လမြန်ဘူရာကြီးကသိရပါတယ်။အထူးရထားပြည့်စုံပေမဲ့အစီအစဉ်ကတော့မော်လမြန်ရန်ကုန်အဆောင်ထူးရတာဟာမတ်လ17ရက်နေ့မှာမော်လမြန်ဘူရာကြီးကနေမနက်9:30မိနစ်မှာရှင်တော်ထွက်ခွာပြီးရန်ကုန်ဘူရာကြီးကိုညနေ9:55မိနစ်မှာဆက်ရောက်မှာပါ။ ရန်ကုန်မော်လမြိုင်အစံတူးရထားကလည်းမက်လာဆနေရနေ့မှာရန်ကုန်ဘူရာကြီးကနေမနက်9:55မိနစ်ချိန်မှာထွက်ခွာပြီးတော့မော်လမြိုင်ဘူရာကိုညနေ6:00မှာဆိုက်ရောက်မှာဖြစ်ပါတယ်။အလားတူမက်လာ15ရက်နေ့မှာမော်လမြိုင်ဘူရာကနေမနက်9:10မိနစ်ချိန်မှာထွက်ခွာမဲ့အစံတူးရထားဟာရန်ကုန်ဘူရာကြီးကိုညနေ9:55မိနစ်ချိန်မှာဆိုက်ရောက်မှာဖြစ်ပြီးမက်လာ16ရက်နေ့မှာရန်ကုန်ဘူရာကြီးကနေမနက်9:55မိနစ်ချိန်မှာထွက်ခွာမဲ့အစံတူးရထားဟာမော်လမြိုင်ဘူရာကိုညနေ6:00မှာဆိုက်ရောက်မှာဖြစ်တယ်လို့သိရ ပါတယ်။ရန်ကုန်မော်လမြိုင်ရန်ကုန်အထူးရထားဟာလမ်းဘူတာတွေအနေနဲ့မုတ်တမပေါင်၊ဇင်ကြိုက်၊ရင်ငယ်၊တက်ထုံ၊တိန်စိ၊နှင်ပလဲ၊တောင်စွန်းမရန်ကုန်၊ကြိုက်တို့၊ကြိုက်ကတာ၊မုတ်ပလင်၊တိန်စရံ၊ဝေါ်ပကိုးနဲ့တူချောင်ကလေးဘူတာတွေမှာရထားပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ပည့်ရရှိကာလမှာရန်ကုန်မော်လမြိုင်ရန်ကုန်အထူးရထားတွေအပြင်နေ့စဉ်ပြည့်စွဲနေတဲ့အမှန်80အစက်80နှစ်အစုံရန်ကုန်မော်လမြိုင်ရထားကိုလည်းပုံမှန်အတိုင်းပြည့်စွဲပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ရထားလက်မှတ်တွေကို အထက် တန်သုံးရံနဲ့ရိုးရိုးတန်းတရက်ကြိုတင်ပြီးတော့သက်ဆိုင်ရာပူဓာတွေမအောင်ရှာပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ဒီနေ့ရထူးခြားနိုင်ငံတကာဒင်းတပုတ်ကိုလည်းလက်ခံရရှိထားပါသေးတယ်။ဆိုင်နိုင်တဲ့ဈေးနှုန်းမြင့်တက်မှုကြောင့် coffee အိတ်ခိုးမှုတွေအရှိန်အဟောင်းနဲ့မြင့်တက်လာပါတယ်။ဒီသတင်းကိုတော့ငင်းချမ်းအောင်ပါပြပလာပါ။ ကော်ဖီဈေးနှုန်းနဲ့စားညိနေဈေးနှုန်းအထိမြင့်တက်လာတာကြောင့်ကော်ဖီအိတ်ခိုးမှုတွေအမေရိကန်နိုင်ငံထဲမှာအရှိန်ဟောင်းနဲ့မြင့်တက်လာခဲ့လို့သိရပါတယ်။အမေရိကန်နိုင်ငံဟာကမ္ဘာပေါ်မှာကော်ဖီတက်တောင်းမှုများဆုံးနိုင်ငံဖြစ်ပြီးနိုင်ငံတွေမှာတက်တောင်းနေတဲ့ကော်ဖီအလုံးနီးပါးကိုပြည်ပနိုင်ငံတွေကတည်သွင်းနေရတာဖြစ်ပါတယ်။ကော်ဖီကပူနွေးရာသီဥတုရှိတဲ့နိုင်ငံတွေထဲမှာပဲစိုက်ပျိုးလို့ရတာကြောင့်အဆိုပါရာသီဥတုမျိုးမရှိတဲ့အမေရိကန်နိုင်ငံဟာပြည်ပနိုင်ငံတွေကတည်သွင်းရတာပဲဖြစ်ပါတယ်။အမေရိကန်နိုင်ငံထဲမှာပြီးခဲ့တဲ့နှစ်ကစပြီးကော်ဖီတစ်ခွက်ဈေးနှုန်းဟာတမိုင်းလျှောက်မှာအမ ြင့်ဆုံးအနေထားကိုရောက်လာကြတာပါအမေရိကန်နိုင်ငံထဲကိုတည်သွင်းလာတဲ့ coffee တွေဟာတည်ဆင်ထားတဲ့ coffee ဈေးတွေကိုအိတ်ထက်ထည်သွင်းထားပြပါတယ်တည်သွင်းလာတဲ့ coffee အိတ်တွေကိုစိတ်ကန်းကတည်ဆင်ချိတ်ခွဲတဲ့ဆက်ယုံတွေကိုကုန်တရင်တွေနဲ့တင်ပို့ကြပြီးအဲ့လိုတင်ပို့ကြတဲ့ချိန်မှာခွေးယူသူတွေကနှမျိုးစုံနဲ့ခွေးယူကြတာဖြစ်တယ်လို့သိရပါတယ် coffee တုံးကုန်တရင်တည်ဆင်မှာပါရှိတဲ့ coffee ရဲ့တန်ဖိုးဟာအမေရိကန်ဒေါ်လာ3,800ကျော်တိတန်တယ်လို့သိရပါတယ်ဆက်လက်ပြီးဒုရှားနိုင်ငံတွေကဒိန်းတဲ့ဘုတ်ကိုလည်းတင်ဆက်ပေးကြပါမယ် ICC တရားခွင်ကို ပထမဆုံးတရားရင်ဆိုင်ရတဲ့နိုင်ငံအကြီးအကဲဒုတိယဖြစ်လာပါတယ်။ဒီသတင်းတော့ညင်းချက်ဝါပြပူလာပါဗျ။ ဖိလပိုင်သမ္မတဟာရိုဒီဂိုဒူတာဒီဟာအာရှနိုင်ငံတွေရဲ့နိုင်ငံကြီးကဲ့ပြတာဝန်ယူခဲ့သူတွေထဲမှာ ICC လို့ခေါ်တဲ့ရာဇဝတ်မှုဆိုင်ရာနိုင်ငံတကာခေါ်ယုံမှာတရားရင်ဆိုင်ရတဲ့ပထမဆုံးသူဖြစ်လာတယ်လို့သိရပါတယ်။ဖိလပိုင်သမ္မတအဖြစ်နဲ့2016ခုနှစ်ကနေ2022ခုနှစ်ထိတာဝန်ယူခဲ့တဲ့ရိုဒီဂိုဒူတာဒီကိုပြီးခဲ့တဲ့ရက်ပိုင်းတွေကဖိလပိုင်နိုင်ငံကိုပြန်လာချိန်မှာဖိလပိုင်ဆိုရကဖမ်းဆီးပြီးတော့ ရာဇဝတ်မှုဆိုင်ရာနိုင်ငံတကာတရားရုံးဖြစ်တဲ့တရိတ်မျိုးကို အထူးလေးနဲ့ပို့ဆောင်လိုက်တာပါရိုဒီကိုဒူတာဒီကိုတမန်သားဖြစ်တဲ့တာဝန်ယူနေချိန်တွင်ဖော်ဆောင်ခဲ့တဲ့မူရင်စေဝါနိုင်ငံရေးလှုပ်ဆောင်ချက်တွေမှာအပြစ်နဲ့လူသားတွေတည်ရှိစေခဲ့တဲ့ဆိုပြီးတော့ရာဇဝတ်မှုဆိုင်နိုင်ငံတကာတရားရုံးကဖော်ဝန်ထုတ်ခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်မှာဖိလစ်ပိုင်ပြည်ထောင်စုတမန်သားဖြစ်တာဝန်ယူနေတဲ့ဆာဒူတာဒီကအသက်89နှစ်ရွယ်ရှိဖြစ်တဲ့ဖခင်ဖြစ်သူကိုကူညီပေးဖို့အတွက်တရိတ်မျိုးကိုအထူးလေးနဲ့တွားဟောက်ခဲ့လို့သိရပါတယ်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းနာကတော့အက္ခစားတရင်တဲ့ပုတ်ကိုတင်ဆက်ပေးခြင်းပါတယ်။ရှမ်းပြည်ရဲ့ဖလားလူကျေစေကြရီရဲ့ကိုအာဆင်နယ်ကြော်ဖြတ်မယ်လို့သိရပါဗျ။ဒီတင်ဆက်ကိုတော့ညင်းချောင်းဝါပေးပို့လာပါဗျ။ အာဆင်နယ်နီးပြအာဒီတာကအသင်းအတွက်မရဘူးသိတဲ့ချန်ပီယံလစ်ဖလားလိုချင်တဲ့စေကြောင်းချန်ပီယံလစ်ကန်တာဖိုင်နယ်မှာတွေ့ဆုံရမယ်ရီယယ်မက်ထရစ်ကိုကျော်ဖြတ်နိုင်မယ်လို့ပြောကြလိုက်ပါတယ်။အာဆင်နယ်တင်ဟာ PSV တင်ကိုအပြစ်အဆုံရလဲနဲ့ကျော်ဖြတ်ပြီးနောက်မှာအက်တလက်တီကိုမက်ထရစ်ကိုပင်လယ်ဒီဆုံးဖြတ်နိုင်နိုင်ရလာတဲ့ရီယယ်မက်ထရစ်နဲ့တွေ့ဆုံခဲ့ရပါ။ရီယယ်မက်ထရစ်ကပြီးခဲ့တဲ့ရုံတွင်32သင်းစဉ်မှာပရီးမီးယားလိချန်ပီယံအသင်းဖြစ်တဲ့မန်စီးတီကို အနာယူပြီးတော့ရှောင်းနှက်ကြတဲ့ဆင်းကိုရောက်ရှိခဲ့ရပါအာဒီတာကအစင်းနဲ့တင်ရရှမ်ပီယံလိဂ်ဝါတာဖိုင်နယ်အဆင့်ကိုနှစ်နှစ်ဆက်တိုင်းတက်ရောက်နိုင်ခဲ့ရဖြစ်တယ်လို့ရှမ်ပီယံနည်းနဲ့ပတ်သက်တဲ့တွေ့ကြုံကောင်းတွေကိုပါကစားသမားတွေပိုင်ဆိုင်နေတဲ့အသားကြံနဲ့အတူအသိမရဘူးသေးတဲ့ရှမ်ပီယံနိဖလာကိုအရယူခြင်းနဲ့စိတ်တွေကြောင့်ရီယယ်မက်ထရီကိုကြက်ဖက်နိုင်မယ်လို့ပြောကြခဲ့လို့သိရပါတယ်အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှေ့ရဲ့၂၄နိုင်အနည်းကသတင်းပဲဖြစ်ပါတယ်ကြည့်ရှုအားမိနေကြပိတ်သက်များအားလုံးကျမရှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်